အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်စပင်ပေါ်ရွှေချဲထားတဲ့ပုံမြင်လေးကတော့ဂျုံတိုးရှိဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါရွာတရွာမှာမနိုဟရရဲ့စင်ရဲမိသားစုဝင်တွေနေထိုင်ကြပါတယ်မနိုဟရကတော့သူ့ရဲ့မိဘတွေနဲ့အတူတူအင်္ဂလိပ်တိမ်မှာစင်ရဲစွာနေထိုင်နေခဲ့ရပါတယ်မိဘတွေကတော့သူတို့အသက်ရှင်နေစဉ်ကာလအတွင်းသူတို့ချွေးမလေးရဲ့မျက်နှာကိုမြင်ချင်နေကြပါသေး ဒါကြောင့်မနိုဟာကလည်းမိမတယောက်ကိုလက်ထပ်ယူခဲ့ပါတယ်။လာခဲ့ချွေးမလေးရဲ့လာခဲ့ဒါကတော့ငါရီရဲ့အိမ်ပဲ။ငါရီရဲ့အိမ်တသေးလေးကနေပြီးတော့နင်းကိုကြိုးဆိုလိုက်ပါရယ်ကွယ်။ဒီအိမ်ကနေပြီးတော့နင်းကိုခမ်းနားစွာကြိုးဆိုရယ်နော်။အမေရဲ့ကျမလည်းနန်းတော်တမယောက်ကြီးမတဲ့အိမ်ကြီးကနေရောက်လာတာမှမဟုတ်တာ။ကျမလည်းအမေတို့နဲ့အခြေအနေချင်းအတူတူပဲ။ချွေးမလေးကတကယ်တတော်လေးနားလည်မှုရှိပြီးလိမ္မာရေးချရှိမဲ့ပုံလေးပဲနော်။အဖေနဲ့မေကျွန်တော်တို့ကိုဒီကနေပြီးတော့ပဲစကားတွေအားလုံးပြောနေတော့မှလားဗျာ။ ျွန်တော်ဘိုက်တွေလက်တအားကိုစာနေပြီးမိရဲ့ပင်မနေပြီးဆိုတော့ထမင်းစားတော့ပြီးတော့ကျွန်တော်အိတ်ချင်လာပြီးမနိုဟရီကလည်းသူ့ရဲ့မိန်းမကိုခေါ်ပြီးအိမ်ကျဲဝင်လာခဲ့တာ ਈ ပါတယ်မနိုဟရီရဲ့မိန်းမကလေးဘက်လေးရန်အလုံးတေးချာကြည့်လိုက်တဲ့အခါမှာအိမ်တော်တော်လေးသေးငယ်လွန်နေအောင်ကိုမြင်တွေ့ခဲ့ရပါတယ်အမေကျွန်မအိမ်ကိုပထမအိုးဆောင်ရောက်လာတာဆိုတော့မိဖို့ကန်နဲ့ဝင်ရမယ်နေ့ကျွန်မထမင်းဟင်းချက်ပြုတ်ဖို့အတွက်မိဖို့ကန်လိုက်ပြပါဦးချင်းမလေးရေမိဖို့ကန်နေပါလိုက်ပြစရာမလိုဘူး ဟိုအရှိမမီးဖို့ထထရဲတွေ့လားအဲ့ဒီနေရာမှာပဲထမင်းဟဲချက်ပြုတ်ပြီးစားတော့ကြတာနင်ကြိုက်တာချက်ပြုတ်လို့ရတယ်နော်ဒါနဲ့အမေသူကတုံရှင်လောက်တော့ရမ်းအောင်ကြော်တာဒါဆိုရင်တော့မင်းအားလုံးစားဖို့အတွက်အမြန်ဆုံးတုံရှင်လောက်လိုက်တော့ငါတို့ကအရန်ကိုစင်ရကြတယ်ချွေးမလေးရဲ့ရွာအပြင်ကိုတော့တကားမှသွားဘူးတာမဟုတ်ဘူးအဲ့ဒါကြောင့်တုံရှင်ရဲ့အရသာကိုလည်းမသိဘူးဟုတ်တယ်ရှင်ပြောတာမှန်တယ်ကျမလည်းတကားမှဒီနေ့အထိတုံရှင်မစားဘူးသေးဘူးကျမကိုယ်တိုင်တုံရှင်လောက်ကျွေးမယ်ဒါပေမဲ့ဒီနေ့ကစပြီးတော့ငါတို့ကအရန်စင်ရတယ်မတတ်နိုင်ဘူး ဒီနေ့ချီဟိုဟာမစားဘူးဒီဟာမစားဘူးအဲ့လိုစကားဝိုင်းမပြောပါနဲ့တော့နော်တရားကြရင်တော့ကျမတို့ရဲ့စီးပွားရေးအခြေအနေတော်တော်လေးတိုးတက်ပြောင်းလဲလာမယ်ဆိုတော့ကိုရောယုံကြည်ပါတယ်ပြောတဲ့စကားတွေကကျမတို့ရဲ့ဘဝမှာပြောင်းလဲမှုတွေအများကြီးကိုယူဆောင်လာခဲ့ပြီးရဲ့လေအမေရဲ့ချွေမသက်လေးကတကယ်တော်တော်လေးနားလည်မှုရှိလုံပါတယ်သူအိမ်ကိုရောက်လာတာနဲ့မိသားစုဝင်တွေအားလုံးတမကိုချစ်မြတ်လို့တွားအောင်လို့နေကြခဲ့ပါတယ်ရာနီအရင်ဆုံးမိဖို့ခံနေဝင်သွားလိုက်ပါတယ်ဒီမှာစံတွေကိုထုတ်ယူပြီးနောက်မှာတော့အရင်ဆုံးချိန်လိုက်ပါတယ် ရခိုင်ထင်းနဲ့ရခိုင်မကလည်းတေချာကြည့်နေခဲ့ကြပါရဲ့။သူမမီးမွေပြီးနောက်မှာတော့တုံရှိကိုစတင်လောက်ကင်ခဲ့ပါရဲ့။ချွေးမလေးကတော်လိုက်တာရှင်။ကျမတို့စားဖို့အတွက်တုံရှိကိုခက်မြမြလှုပ်ပေးနေတယ်။ကျမတို့စင်ရဲသားတွေကဘယ်တော့မှချွေးမကောင်းကောင်းရှာမှာမဟုတ်ဘူးလို့ထင်မှတ်နေခဲ့啊။ကျမတို့ကတော့အကောင်းမွန်ဆောင်ချွေးမလေးကိုရရှိခဲ့ကြရင်နော်။အေးဟုတ်တယ်မင်းပြောတာမှန်တယ်မိမကြီး။ခဏနေတော့မနိုဟာကလည်းရေမိုးချိုတက်ဆင်ပြီးအပြင်ကိုထွက်လာခဲ့တဲ့အခါမှာတိုးရှိကပြီးသွားခဲ့ပါပြီ။ ရာနီကအားလုံးစားဖို့အတွက်သောရှယ်တွေကိုထည့်ပေးလိုက်ပါရယ်။ကောင်းလိုက်တာအရန်ကိုအရသာရှိပြီးစားလို့ကောင်းတယ်။ချွေးမလေးလောက်ထားတဲ့မုတ်တွေကိုဘလောက်ပဲချီးကျူးနေပါစေအရန်ကိုနဲနေအောင်ပါပဲ။ဟုတ်တယ်နော်ရှင်ပြောတာမှန်တယ်။ဒါလို့အရသာရှိတဲ့သောရှယ်ကိုတော့ဆိုင်ကသူတွေတောင်လောက်တတ်မှာမဟုတ်ဘူး။အဲ့လိုနဲ့ပထမအိုးဆောင်နေရလေးမှာပဲရာနီကတော့ချီးကျူးခံလိုက်ရပါရယ်။သူမကစကားတွေကိုလည်းကောင်းတဲ့အမြင်နဲ့ပဲအမြဲတမ်းပြောဆိုတတ်ပါရယ်။သူမသောရှယ်ကိုလည်းအကောင်းမွန်ဆုံးလုပ်ခဲ့ပါရယ်။တကယ်တော့မိမကြီးငါအခုအိမ်တော်မပြုတ်ကျင်ခဲ့ဖို့မင်းသိရလား။ ။နောက်အလောက်ကိုစူးစမ်းလောက်ကင်ပြီးအိမ်ကိုပြန်ပြင်ဆောင်ခြင်းခဲ့ရလေ။ဂျာမန်ငါ့ရဲ့အိမ်တော်ဘက်ကဘာဒုက္ခမှမရောက်တော့မှမိဘတွေကတော့သူတို့အသက်ရှင်နေထိုင်နေစဉ်ကာလအတွင်းပဲငါ့ကိုလက်ထပ်စေခြင်းနေခဲ့ကြတယ်။ကျန်တဲ့ဆွေမျိုးအတိုင်းဝိုင်းကသူတွေကလည်းငါ့ကိုဖီအားပေးနေကြကြတော့ငါလည်းလက်ထပ်ခဲ့ရတာကောင်းတာပါရှင်ဘလို့မဆိုအိမ်တော်မကြခင်တုန်းကရှင်းရရွယ်ချက်တွေအကုန်လုံးအိမ်တော်ကြပြီးသွားတဲ့အခါကြလို့ရှင်လည်းပြည့်အောင်ဖြည့်လို့ရတာပဲရှင်းမိဘတွေကချွေးမလေးရဲ့မျက်နှာကိုကြည့်ချင်ခဲ့ကြတယ်မဟုတ်လားသူတို့ကကြည့်ပြီးသွားကြပြီ ကျမရဲ့အိမ်မက်ကဘာလဲဆိုတာရှင်းအောင်ပြောပြမယ်။ကျမရဲ့အိမ်မက်ကတော့ကျမရဲ့ရခွတ်တီနဲ့ရခွတ်မအသက်ရှင်နေထိုင်နေစဉ်ကာလအတွင်းအိမ်ကောင်းကောင်းနဲ့ထားပေးကြတာပဲရှင်။မင်းရတော့ကွာငါ့ကိုနောက်ထပ်စိုးရင်ပူပန်စရာကိစ္စတွေလာပေးနေရပဲ။ငါအတော်လေးခက်ခက်ခက်ခဲနဲ့ငါမိဘတွေရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးကြရလိ။အခုမင်းရဲ့ဒီအိမ်မက်ကိုငါဘလို့ဖြည့်ဆည်းပေးရမလဲ။ဒါကတော့ရှင်ကျင်းစီလို့ရမယ်။ကျမရခွတ်တီနဲ့ရခွတ်မအသက်ရှင်နေစဉ်ကာလအတွင်းရှင်ဒီအလုပ်ကိုပြောင်းကိုလုပ်ရမယ်။ ူတို့အသက်ရှင်နေစဉ်ကာလအတွင်းရှင်ထားကိုမလုံးနိုင်တော့ကျမရှင်းကိုထားသွားလိုက်မယ်။ဒါပေမဲ့ကျမရှင်းကိုချင်းသေးပေါ့အကူအညီပေးမယ်ဆိုတော့ကိုလည်းမိတ်မထားနိုင်အောင်နော်။ရာနီပြောတဲ့စကားတွေကိုသူကခါတတ်တယ်လို့ခန့်စားခဲ့ရပေမဲ့လေကောင်းတယ်လို့လည်းထင်မှန်းနေခဲ့ပါရဲ့။နောက်နေ့မနက်အိယာကထားပြီးနောက်ရာနီအားလုံးတောက်ဖို့အတွက်လဖေးရေဖြောပြီးနောက်မုံတွေကိုလည်းလှုပ်ပေးခဲ့ပါရဲ့။စားတော့ပြီးမလို့ဟာကတော့အလုပ်ကိုထွက်ခွာသွားခဲ့ပါရဲ့။မင်းတို့အလုပ်သမားတွေအားလုံးကိုပြောချင်တာတစ်ခုရှိတယ်။မင်းတို့အားလုံးတေချာနားထောင်ကြ ားလုံးကလည်းလွန်ခဲ့တဲ့လပေါင်းများစွာအရင်ကတည်းကအလုပ်ကိုကျိုးစားပန်းစားလုပ်ကင်ခဲ့ကြတယ်။အဲဒီအတွက်မင်းတို့အားလုံးတကယ်ကျေးဇူးတင်နေ။ဒါပေမဲ့ငါတို့ကုံတယ်ကြီးတို့အတွက်ဒီအဆောက်အဦးကိုစောက်လုပ်နေခဲ့တော့အဲဒီကုံတယ်ကြီးကအများကြီးဆုံးရှုံးမှုတွေပေါ်ပေါက်သွားတယ်။သူဒီနိုင်ငံကနေကထွက်ပြေးသွားခဲ့ပြီးဒီလောက်ကိုထပ်ပြီးတော့ငါတို့လုံးဝမဟုတ်တော့ဘူး။ဒါကြောင့်ဒီလောက်ကိုငါတို့ရပ်ဆိုင်းထားလိုက်တော့မင်း။ဒါပေမဲ့အားလုံးပဲမစိုးရင်ကြပါနဲ့။ဒီနေ့ထိအလုံးလုံးခဲတဲ့လောက်ခလာစာရီအားလုံးကိုတော့တိတ်မကြခင်ရှင်းပေးလိုက်ပါမယ်။ ဒုက္ခပါပဲကျွန်တော်တို့ကတော့ဒုက္ခရောက်ပြီးနေကြတယ်ဒီအဆောက်အဦလာစောင့်နေတဲ့အချိန်ကလေးကကျွန်တော်တို့အားလုံးဒီမှာအလောက်ရပြီးတော့အဆင်ပြေနေခဲ့ကြတာကျွန်တော်တို့ဒီမှာအလောက်တစ်ခုရှိတယ်ဆိုပြီးပြောရွှင်စွာနဲ့ပဲစားတောင်းနေထိုင်နေခဲ့ကြတာလေအခုရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဘာနဲ့သွားပြီးစားတောက်ကြရတော့မှလဲအကုမနိုဟဲရီကျွန်တော်တို့လိုဆင်းရဲသားတွေအားလုံးအခုလိုကိစ္စတွေကိုကြုံတွေ့ရတာအများနဲ့ပဲလေအခုမှမဟုတ်ဘူးဒီနောက်မှာတော့တို့အားလုံးနောက်ဆောင်ရတဲ့အတွက်ပြန်ထွက်လာခဲ့ကြရပါတယ်မနိုဟဲကလည်းစိတ်ပြက်လက်ပြက်နဲ့အိမ်ကိုပြန်လာခဲ့လိုက်ပါတယ် ဘာဖြစ်တာလဲတာလီရမင်းကိုကြည့်ရတာအရန်ကိုစိတ်ပြက်လက်ပြက်ဖြစ်နေရပုံစံပဲဘာတွေဖြစ်ခဲ့ရလဲပြောစမ်းမအောင်ဘယ်လိုပြောပြရမလဲအဖေရဲ့ရွာမှာအိမ်ဆောက်နေခဲ့ရလေအဲဒီဆောက်လို့ရေလုံကန်းခွင်ကအခုဆိုရင်တော့ပိတ်ပစ်သွားခဲ့ရပြီကျွန်တော်ရဲ့ပိုင်ရှင်သထေကြီးကလည်းဆောင်းရှောက်မှုတွေအများကြီးရင်ဆိုင်ခဲ့ရလို့တဲ့အဲ့ဒါကြောင့်သူကအလုပ်ကိုပိတ်ပစ်လိုက်တာလို့ပြောတယ်ကျွန်တော်တို့လိုမျိုးအလုပ်သမားတွေအားလုံးကလည်းအလုပ်လက်မဲ့ဖြစ်ကောင်းကြပြီအဖေကိစ္စမရှိပါဘူးတာရဲ့နီလန်းတစ်ခုခုချက်ပေါ်လာပါလိမ့်မယ်အရန်ကြီးလည်းစိုးရိမ်မနေနဲ့ ညောင်တဲ့အထိမနိုဟာရစိတ်ပြောင်းဝမ်းတဲ့နေရာကိုရာနီတွေ့သွားတဲ့အခါမှာတော့ပြောခဲ့ပါရီရှင်ဗာရီမြားတလောက်ကြာမှစွရင်စိတ်ပြတ်နေရတာလေတလောက်ကြာမှစွရင်ဝမ်းနေနေမယ်ဆိုရင်တော့ကျမတို့အိမ်မက်တွေအားလုံးကိုဘလို့အကောင့်ထည့်ဖို့ကြမလဲမင်းကပြောထားတယ်မင်းရဲ့အိမ်မက်တွေကြောင့်ငါပို့ပြီးတော့စိတ်ပြတ်နေတာရာနီရဲ့မင်းပဲအိမ်ဆောက်ခြင်းနဲ့ဆိုငါလည်းအလုပ်ကုန်နှစ်ဆကြိုးစားလုပ်ကြမယ်ဆိုပြီးတော့ဆုံးဖြတ်ထားခဲ့တော့အခုဘလို့လုပ်ကြမလဲမင်းရဲ့အိမ်မက်တွေကိုပြေဝတ်အောင်လုပ်ပေးဖို့ဆိုတာကဘာလမ်းမှမမြင်တော့ဘူးငါတို့မင်္ဂလာဆောင်အတွက်ပတ်စံတွေအများကြီးကိုအတုံးပြုတ်ခဲ့ရတယ် အဲ့ဒီအတွာငါရဲ့လယ်မြောင်မြေတစ်ခုလုံးကိုလည်းရောင်းချခဲ့ရသေးတယ်။ငါတို့မှာလယ်မြောင်မြေလေးတစ်ခုပဲကျန်တော့တယ်။ဒါလေးနဲ့ငါရဲ့စိုက်ကူအိမ်မတွေအကုန်လုံးဘလို့မျိုးအကောင်အထည်ဖော်ကြမလဲ။ဒီလိုနဲ့ပဲနေရရဲ့တွေတစ်ဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပါရဲ့။မနိုဟာကနေရာဆုံးမှအလောက်ရှာဖို့ကြိုးစားခဲ့ပေမဲ့ဘယ်မှမှအလောက်ရှာလို့မတွေ့ခဲ့ပါဘူး။တစ်ဖြည်းဖြည်းနဲ့ရတွေအချိန်တွေအများကြီးကုန်ဆုံးသွားခဲ့ပါရဲ့။တွေ့ရတဲ့အချိန်မှာရှိတဲ့ပတ်စံကားလည်းတစ်ဖြည်းဖြည်းနဲ့ကုန်ဆုံးသွားခဲ့ရပါပြီ။ တညမော်မနိုဟာအတော်လေးစိတ်ပြလက်ပြဖြစ်နေခဲ့ပါတယ်။ဒုက္ခပဲလက်ထင်းမှာပတ်စံလည်းမရှိတော့ဘူးစားတော့ဖို့အတွက်လည်းဘာမှမကြံတော့ဘူး။ဒီအိမ်ရဲ့အခြေအနေကဘာဆက်ဖြစ်မလဲဆိုတာငါကိုယ်တိုင်လည်းမသိတော့ဘူး။ရှင်ကလည်းဘာဖြစ်လို့ဒီလောက်တောင်မှစိတ်ပြဝမ်းနေနေရတာလဲ။ကျမတို့ကိုယ်တိုင်အလုပ်တစ်ခုခုလုံးမအဆင်ပြေလိမ့်မယ်လို့ကျမတို့ထင်တယ်။မင်းကလည်းကွာယူမြယူနေရလားငါရှိမှပတ်စံတပြားတစ်ချက်မှမရှိဘူးဆိုမှဘာအလုပ်ကိုအတူတူလုပ်ချင်နေရသေးရလဲ။အခုအချိန်မှာငါ့ကိုပို့ပြီးစိတ်ရှုပ်စေမယ့်စကားမျိုးကိုတော့မပြောဆန်းပါနဲ့ကွာ။ရှင်ကလည်းတေချာနားထောင်မှာ ရှင်တို့အားလုံးကျမလောက်ထားတဲ့တုံရှိစားရတာအရန်ကိုကြိုက်ကြရမှာမဟုတ်ဘူးလားကျမတို့အိမ်ရှိမှာတုံရှိဆိုင်လေးဖွင့်ပြီးရောင်းကြမယ်ဆိုရင်ရောဘလို့လဲရွာမှာရှိတဲ့လူတွေအကုန်လုံးကမနက်မိုးလင်းအစောကြီးလမ်းလျှောက်ထွက်ကြတဲ့အခါလက်ဖေးဆိုင်ထိုင်ကြတယ်လေရွာသူရွာသားတွေကသာတုံရှိစားခွင့်ရပြီးဆိုလို့ရှင်တော့အားလုံးတန်းစီပြီးစားကြမှာတိလားမင်းကြော်ရဲကွာငါမစင်းစားခဲ့ပြီဘဘဘယ်စင်းစားမိမလဲရှင်ကစိတ်ပြတ်နေအောင်တော်ပါတော့ဒါနေရမင်းကတော့ဒါတွေထပ်ပြီးတော့ပြောမနေတော့နဲ့ ဒါနဲ့တော့ရှင်ရောက်ဖို့အတွက်ဆိုလို့ရှင်တော့ငါတို့အနေနဲ့သက်ဆန်လို့သေးတယ်။အိမ်မှာစံအောင်ကြာတာမဟုတ်ကြဘူးလေ။မင်းတော့ရှင်ကိုဘယ်လိုလုပ်မလဲ။စံမရှိတော့ဘာဖြစ်လဲ။ဂျုံတွေအများကြီးရှိတယ်။ကျမတို့ဂျုံဆိုင်ခင်ကဒီတစ်ခေါက်အထွက်ကျိုးတာပဲဂျုံနဲ့ပဲလောက်ကြမယ်။လောက်ပြီးသွားလို့ရောင်းရင်ပတ်ဆိုင်ရမယ်။ပတ်ဆိုင်ရတဲ့အခါကျရင်တော့အမြတ်တွေအများကြီးကြမှာပေါ့။ဂျုံနဲ့လောက်ထားတဲ့တော့ရှင်ဆိုတော့ကိုရောငါလည်းအခုမှကြားဘူးတာဖြစ်နိုင်ပါမလား။မင်းပြောနေလို့ငါတို့ဒီအလုပ်ကိုစနေရ။ဒါပေမဲ့ရွာသူရွာသားတွေငါတို့လောက်ရောင်းနေမဟုတ်ကိုမကြိုက်ဘူးဆိုလို့ရှင်တော့ အရှက်ကွဲလိမ့်မယ်တိလားမပူပါနဲ့ရှင်အားလုံးကြိုက်ကြလိမ့်မယ်ကောင်းပြီဒါနည်းရေဒါဆိုရင်တော့မင်းလောက်တာလို့ငါမင်းရဲ့နောက်မှာအမြဲတမ်းရှိနေပေးမယ်ဒီလိုနဲ့နောက်နေ့မှနှစ်ယောက်တော့အင်းရှင်မှာပဲတို့ရှင်ဆိုင်လေးကိုစတင်ဖွင့်လဲခဲ့ကြပါရီရာနီကတော့ဂျုံနဲ့ပဲတို့ရှင်လောက်ဖို့အတွက်တတိယချချာပြင်ဆင်လိုက်ပါရီသူတို့မောက်ထွေကိုပြင်ဆင်ပြီးနောက်မှာတော့ဝယ်သူတွေရောက်လာမယ့်အချိန်ကိုစောင့်ဆိုင်နေခဲ့ကြပါရီရွာမှာတခုခုအသေးရှောင်းပြီးစရာနဲ့အားလုံးကလည်းလာဝယ်စားခဲ့ကြပါရီဒါကမြို့မှာရောင်းတဲ့တို့ရှင်ဆိုတဲ့ဟာဟုတ်တယ်မလား ကျွန်တော်တို့လည်းစားခြင်းနဲ့ကျွန်တော်တို့ကိုလည်းကြွေးစမ်းပါအောင်ဗျာအေးဒါဆိုရင်တော့တစ်ခေါက်လောက်စားကြည့်လိုက်အရသာမရှိဘူးဆိုရင်တော့ပတ်စံပေးမနေနဲ့မနောဟာတကလည်းရွာသားတွေအတွက်တိုးရှိတပွဲစီထည့်ပေးလိုက်ပါရီရွာသူရွာသားတွေကတိုးရှိတစ်ခါမှမစားဘူးတဲ့အတွက်ဂျုံတိုးရှိစားပြီးတဲ့အခါမှာတော့ပြောရွှေနေခဲ့ကြပါရီကောင်းလိုက်တော့ရှင်တော့ငါဆိုရင်တော့ကျွန်တော်အတော်ရဲ့သားကမျိုးကနေတိုးရှိဝလာကြွေးခဲ့ဘူးတဲ့အခုအမအလုပ်ထားတဲ့ဂျုံတိုးရှိကပိုးပြီးအရသာရှိတယ်ကောင်းတယ်ကောင်းတယ်ကျွန်တော်အခုအမြဲတမ်းလာမယ်နော် ကျွန်တော်တို့ရဲ့ရွာမှာတော်ရှေးဆိုင်အစ်စ်ဖွင့်ထားရဲဆိုတဲ့အကြောင်းကိုလည်းအားလုံးပြောပြမယ်ပထမဦးဆုံးဝဲသူဒီလောက်ထိချီချိုးသွားရင်တို့ပြောရွှေဝမ်းသာသွားကြတာကတော့ကျင်းသေးပါပြီရာနီနဲ့မလို့ဟာရိုကလည်းတို့စကားတွေကိုကြားရပြီးဝမ်းသာပြောရွှင်သွားခဲ့ကြပါသည်တို့အခုလိုမျိုးအရန်ကိုသဘောထားကောင်းမွန်ကြတဲ့အကြွယ်လူတွေကတဖြည်းဖြည်းများလာခဲ့ကြတာပေါ့ပထမဦးဆုံးနေရမှာပဲတို့ပတ်စံတွေအများကြီးရှောက်ပွေနိုင်သွားခဲ့ကြပါသည်တို့မိဘတွေကလည်းအရန်ကိုဝမ်းသာပြောရွှင်နေခဲ့ကြပါသည် အဒီနေညာမိသားစုတွေအကုန်လုံးအကြွတ်ထိုင်ပြီးဂျုံတို့ရှေကိုအာပါတရားစားတောက်ခဲ့ကြပါရည်။ကြားရကတော့ချွေးမလေးဆိုတာအင်ကအလင်းရောင်လေးတဲ့။ဒီနေ့ငါတို့ချွေးမလေးကဒီစကားတွေအကုန်လုံးအမှန်တကယ်ဟုတ်တယ်ဆိုတာကိုတတ်သိပြနိုင်သွားခဲ့တော့။နောက်ထပ်လနေငယ်ကြမြင်သွားတာနဲ့တို့ဆိုင်ကပုံနမယ်ကြီးလာခဲ့ပြီးအနီးနားကျေးရွာမှာရှိတဲ့လူတွေအကုန်လုံးကလည်းတို့ဆိုင်ကတို့ရှေကိုဝယ်စားခဲ့ကြပါရည်။အဆက်နဲ့များကြီးစုဆောင်ပြီးတဲ့နောက်မှာတို့ကအင်ကိုလည်းအကောင်းဆုံးအောင်ပြန်လဲဆောက်လုပ်ခဲ့ကြပါရည်။ ဒီနောက်မှာတော့ရာနီရဲ့စိတ်ကူးအိမ်မက်တွေအကုန်လုံးကလည်းအကောင့်ထဲပေါ်ပြီးသားဖြစ်သွားခဲ့ပါပြီ။မိသားစုတွေအကုန်လုံးကအခုဆိုပြောရွှင်ဝမ်းသာစွာနဲ့နေထိုင်နိုင်သွားခဲ့ကြပါတော့တယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့နွားချင်းနဲ့ရိုတီလောက်တဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါသေးတယ်။ငါတော့ရွာမှာနေထိုင်နေရောသားဖြောင်းမှရှင်ကျိလိန်မာတဲ့ main ကလေးတယောက်ကိုရှာပြီးတော့ပဲလက်ထပ်မယ်ပါပဲဖြစ်ဖြစ်ကွာမင်းရလေကွာဒါဘလို့စကားတွေပြောနေရလဲငါတို့လိုမျိုးမြို့မှာနေထိုင်နေကောင်းလေးတွေကမြို့သူတွေနဲ့ပဲလက်ထပ်တင်တယ် ငါတို့အနီးပတ်ဝန်းကျင်မာတဲ့မြို့သူလေးတွေပဲရှိတာမရောဘလို့ဖြစ်လို့တောသူတယောက်နဲ့လက်ထပ်ချင်နေရတာလေရုပ်တရက်ပဲဟုတ်ပါမလဲတကယ်ချင်းငါအရင်အကြောင်းကလေးကရွာမနေထိုင်တဲ့ရိုးသားတဲ့မိန်းကလေးကိုပဲလက်ထပ်ချင်ခဲ့တာအေးပါကွာမင်းကြိုက်တဲ့သူနဲ့လက်ထပ်ဒါနဲ့အားလုံးရုံးစင်းကုန်ကြပြီအေးကောင်းတယ်ငါတို့လည်းရုံးစင်းကြမယ်အိမ်ကိုပြန်နေနေငါတို့လမ်းမမုတ်စားပြီးပြန်ကြတော့ပေါ့ကွာမိုဟန်နဲ့ကရန်တိုနှစ်ယောက်လုံးကလည်းရုံးစင်းလာနေအမြန်ဆုံးပြန်ကိုထွက်လာခဲ့ကြပါသည် မိုဟန်ကကားပါကင်ထိုးထားတဲ့နေရာကသူကားစီကိုသွားပြီးတော့ကားဆက်နှိုးလိုက်ပါလေ။ကဲသွားကြမလား။အေးသွားကြမှာပေါ့ကွာ။မင်းရလေ။ဒီပါကင်ထိုးတဲ့နေရာမှာဘာတွေများစိတ်ဝင်စားစရာရှိနေလို့ဒီမှာရှက်နေအောင်ပါလေ။မိုဟန်ကလည်းထွက်ခွာသွားခဲ့ပါလေ။သွားနေရင်သွားနေနဲ့သူတို့ကဈေးတနေရာကိုရောက်သွားပါလေ။မိုဟန်ကလည်းသူ့ရဲ့ကားကိုမုံဆိုင်တစ်ဆိုင်အရှိမရလိုက်ပါလေ။နှစ်ယောက်သောအပြင်ကိုထွက်လာခဲ့ကြပါလေ။သူတို့အပြင်ကိုထွက်လာတဲ့အချိန်မှာအရန်ကိုရှိုးသားတဲ့တောသူမလေးတယောက်ကပါနီပူရီစားခြင်းနဲ့ပြောနေအောင်ကိုတွေးခဲ့ရပါတယ် ဦးလေးကြီးကတော့သူ့ကိုပါနီပူရီမကျွေးဘူးဆိုပြီးပြောနေခဲ့ပါတယ်။ကျမအသက်ထွက်သွားမယ်ဆိုရင်တော့မှကျမပါနီပူရီကိုတော့ဒီနေ့ချင်းတွေစားမယ်။ပြောပြီးသွားပြီးမကျွေးဘူးဆိုရင်တော့မကျွေးဘူးမစားရဘူး။မိုဟန်ကတော့ရိုသားလုံးနဲ့အဲ့ဒီမိန်ကလေးကိုကြည့်ပြီးတတော်လေးသဘောကျနေတတ်နေခဲ့ပါတယ်။ဦးလေးကလည်းသူစားကြတယ်ဆိုလို့ရှင်တော့တနာပါတယ်ဗျာကျွေးလိုက်လေ။ဘာဖြစ်လို့သူ့ကိုမကျွေးနိုင်ရတာလဲ။ဒါဆိုလို့ရှင်တော့ဒီမှာအသေးချာကြည့်ဆိုင်းဘုတ်ရေးထားတယ်တွေ့လားဆိုင်းဘုတ်ကိုဖတ်တဲ့ဆိုရင်တော့ဖတ်လိုက်လေကျွန်တော်ရဲ့ဆိုင်မှာယောက်ျားလေးတွေကိုပဲပါနီပူရီကျွေးတာ အရာကလည်းအသက်18နှစ်ပြည့်ပြီးသားသူတွေကိုမိုဟာနဲ့ကရန်တိုနှစ်ယောက်လုံးကတော့အံ့အားသင့်သုံးကြပါရည်။နေပေါင်းဦးလေးရဲ့ဦးလေးရောက်ပါနေပူရီတဲ့ဘော်ရီထည့်ထားလို့ယောက်ျားလေးတွေပဲစားလို့ရတာလေ။စားလိုက်ရင်စားပြီးသွားတဲ့အခါကျလို့ရှင်တော့တီးသွားလိမ့်မယ်။ကောင်းပြီဦးလေးကြီးရဲ့ဒါဆိုရင်တော့ကျွန်တော်တို့စားကြည့်မယ်။ကျွန်တော်တို့ကိုအရင်ဆုံးကျွေးကြည့်လိုက်ပါဦး။ဦးလေးကြီးကလည်းသူတို့အကြွားပါနေပူရီထည့်ထားပေးလိုက်ပါရည်။အရင်ဆုံးကရန်ကမုတ်ကိုစားကြည့်လိုက်တဲ့အခါမှာတော့ဒါပါလေ။ကရန်ရဲ့နားထဲကနေပြီးတော့အငွေ့တွေထွက်လာခဲ့ပါရည်။ ။ပါနီပူရီကအရန်ကိုဆက်လွန်တဲ့အတွက်ကြောင့်မို့လို့ကာရန်ရဲ့အခြေအနေကလည်းဆိုးရွားနေခဲ့ပါပြီ။ကျောင်းသူမလီကကာရန်ရဲ့အခြေအနေကိုတွေ့ရနဲ့အော်ပြီးရှိနေခဲ့ပါတော့တယ်။ဦးလေးရေကျွန်တော်လည်းစားကြည့်မယ်။ဘာရင်းများမို့လို့လဲကျွန်တော်လည်းမြည်ကြည့်ချင်တယ်။မိုဟန်ကလည်းမုတ်ကိုယူပြီးစားကြည့်ခဲ့တဲ့အခါမှာမုတ်ကတော်တော်လေးစက်နေရကိုသူ့လည်းတွေးလိုက်ရပါတော့တယ်။ဒုက္ခပဲဆက်လိုက်တာဆက်လိုက်တာငါပေါ်လို့မဖြစ်ဘူး။ငါသာအော်လိုက်မယ်ဆိုရင်တော့ဒီမိန်ကလေးငါ့ကိုကြည့်ပြီးတော့လှောင်ပြောင်ရှီနေလိုက်မယ်။မရှက်ပါနဲ့ရှဲမရှက်ပါနဲ့။ကျမရှိနေလို့ရှင်မအော်ဘူးဆိုတော့ကိုသိပါရယ်။အော်လိုက်ပါအော်လိုက်ပါ အတန်အကျယ်ကြီးနဲ့អော်လိုက်လေអော်လို့ရတယ်။ရှင်ဘလောက်ပဲမဆက်ချင်အောင်စောင်းနေပါစေ။ရှင်ရဲ့မျက်လုံးတဲကမျက်ရည်တွေကတော့မှကြာနေပြီ။ကျမတွေ့နေရတယ်။သူဘလောက်တောင်မှရှိနေတယ်ဆိုတော့ကိုကြည့်ပါအောင်ဦးလေးကြီးရဲ့ကျွန်တော်တို့ကများသူကလှောင်ရဲသေးတယ်။ကျွန်တော်တို့ကိုကြွေးတဲ့ပုံစံအတိုင်းပဲသူ့ကိုလည်းပေါင်းနေပူပြီးပြင်ပြီးတော့ကြွေးလိုက်စမ်းပါ။သူထပ်ပြီးတော့ရှင်နိုင်သေးလားဆိုတော့ကိုတော့ကျွန်တော်တို့လည်းသိချင်တယ်။ဦးလေးကြီးကအဲ့ဒီမိန်ကလေးကိုလည်းမဟုတ်ကြွေးလိုက်ပေမဲ့မိန်ကလေးစားပြီးနောက်မှာတော့အေးအေးဆေးဆေးပါပဲ။ကောင်းလေးတစ်ယောက်လုံးကလည်းအာအသင်ကုန်းကြပါရဲ့။ ဘလို့ဖြစ်တာလဲရှင်တို့အခုချိန်ထိမျက်ရည်တွေစတိုင်ကြနေကြတော့မယ်ကျမမျက်ရည်တုပ်ပေးမယ်ခဏလေးပဲစောင့်မေဂနာကတော့မိုဟန်မျက်ရည်ကြနေတဲ့အတွက်သူမရဲ့ဘဝလေးနဲ့မျက်ရည်တုပ်ပေးလိုက်ပါတယ်ဘူလေးကြီးရေတို့ရှိကနေပတ်စံရှုမနေတော့နဲ့တို့ကဒီမုတ်လေးကိုတော့မစားနိုင်ဘူးအရင်ကတနာစရာကောင်းတာပဲမိုဟန်ရဲ့ဂရန်တိုနှစ်ယောက်စလုံးကလည်းအားအသင်နေခဲ့ကြပါတယ်ဘူလေးကြီးကသူနဲ့တည်ရလားဘူလေးကြီးရဲ့သမီးလားဟုတ်တယ်ဟုတ်တယ်ကဲကဲကဲထားပါရော့ဒီမှာပတ်စံဒီလိုနဲ့နှစ်ယောက်လုံးကလည်းအိမ်ကိုပြန်သွားခဲ့ကြပါတယ်ညမို့ချုပ် အရာဝင်ခဲ့ပါတယ်အိပ်ပျော်သွားတဲ့အချိန်မှာမိုဟန်ကတော့မေဃနာကိုအိမ်မှာမှတ်ခဲ့ပါတယ်သူရဲ့ဘဝလေးနဲ့မိုဟန်ကိုမျက်ရည်လာတော့ပေးခဲ့တော့ကိုပဲအမှန်ရှာနေခဲ့ပြီပါတယ်နောက်နေ့မှာသူကမုံဆိုင်ကိုတစ်ခေါက်ပြန်လဲသွားခဲ့ရပေါ့ရှင်လာပြန်ပြီလားရှင်မုတ်တစ်ခုတောင်စားနိုင်တာမဟုတ်ပဲနဲ့ထပ်လာရဲသေးရပေါ့ငါနည်းနည်းချင်းစီအကျင့်ဖြစ်သွားအောင်လို့ပါဒီပုံစံအတိုင်းမိုဟန်ကတော့နေစင်နေတိုင်းဆိုင်ကိုလာလဲတက်ပါတယ်မေကနိုင်းပုံစံလေးကိုလည်းသူတော်တော်လေးသဘောကျနှစ်တန်းနေခဲ့ပါရီလောက်နေခဲ့ကြတဲ့အထိဒီပုံစံအတိုင်းဖြစ်နေခဲ့ပါတော့တယ် တရမှာတော့မေကနာဆိုင်မှာတရအောင်ထဲမှောက်ရှောင်းနေခဲ့ပါတယ်။ဒီနေ့တော့ကျမကိုယ်တိုင်ရှင်ကိုမဟုတ်လို့ပြေးမယ်။အဖေကနေမကောင်းဘူးဆိုတော့ဆိုင်လာမဖွင့်နိုင်ဘူးလေ။ဒါဆိုရင်လည်းဆိုင်ပိတ်ထားတဲ့နာပေါ့။နင်တရအောင်ထဲဘာဖြစ်လို့ဒီမှာမဟုတ်လာရှောင်းနေရတာလဲ။အဖေကတော့ဆိုင်မထွက်ဖို့အတွက်ကျမကိုပြောပါသေးတယ်။ဒါပေမဲ့ကျမကလာထွက်လိုက်ကြ။ဘာဖြစ်လို့များဆိုင်ထွက်ရတာလဲ။ရှင်နားလည်းမဟုတ်ပါဘူးရှင်။ကျမတို့ကစင်ရဲသားတွေ။ကျမတို့ဘဝကိုကျမတို့ပဲနားလေတယ်။ဒါနဲ့မေကနာမင်းငါနဲ့လက်ထပ်ချင်လား။ ရောက်တရကြီးဒီစကားကိုကြားခဲ့ရတဲ့အခါမှာမေကနာတတော်လေးအာအသင်သွားခဲ့ပါရီရှင်တော်ဘလို့စကားတွေပြောနေရလဲရှင်ကိုတော့ဘယ်မင်းကလေးမဆိုလက်ထက်ချင်မှာပဲခစ်ဆံပြီးပညာတတ်တဲ့ဘယ်မင်းကလေးနဲ့မဆိုရှင်လက်ထက်လို့ရတယ်မဟုတ်လားဒါဆိုရင်တော့မင်းဘက်ကနေငေါ့ညင်းနေပေါ့မဟုတ်တာရှင်ရှင်ကဘာဖြစ်လို့ကျမနဲ့လက်ထက်ချင်ရတာလဲကျမတို့လိုမျိုးစိတ်ရဲသားတွေကိုအတီးတကြလက်ထက်ယူခြင်းနဲ့သူဆိုတာကဘယ်သူမှမရှိဘူးဒီအချိန်မှာသူရဲ့တငယ်ချင်းကရန်ကလည်းရောက်ရှိလာခဲ့ပါရီမဟုတ်တာညီမလေးရဲ့သူကညီမကိုတကယ်ချစ်နေရပါ ပထမဦးဆုံးတွေ့ခဲ့တဲ့နေ့ကသူ့မျက်ရည်ကိုပွားပွားလေးနဲ့တောက်ပေးကလေးကသူတတော်လေးကိုကြွေးသွားခဲ့တာ။သူကငငယ်လေးကလေးကရိုးသားဖြောင်းမတ်တဲ့တောသူမလေးတယောက်ကိုပဲရှာပြီးလက်ထပ်ချင်နေခဲ့ရလိ။မေကနာကတလောက်ကြောင့်မှချစ်တက်ပြီးရိုးသားဖြောင်းမတ်တဲ့ကောင်းလေးတယောက်ရရှိတော်မယ်ဆိုတော့သူ့အတွက်ပျော်ရွှင်စရာပါပဲ။ကျမရှင်နဲ့လက်ထပ်ဖို့အတွက်သဘောတူပါတယ်။အမမေအဖေရဲ့သဘောဆန္ဒမပါဘဲနဲ့တော့ကျမဘာတစ်ခုမှလုပ်ခဲ့ရမှာမဟုတ်ဘူးဆိုတော့အဖေရဲ့သဘောဆန္ဒကတော့လိုတယ်။ရှာပါတယ်။ဦးလေးကိုတော့ငါကိုယ်တိုင်ဖြောင်းဖြောက်ပြောဆိုလိုက်မယ်။ မိုဟန်အရန်ကိုဝမ်းသာပြောရွှင်သွားခဲ့ပါရီသူကမိဘတွေကိုလည်းတကယ်ဆောက်ရီပြောပြခဲ့ပါရီကောင်းတဲ့သားရေအဖေကိုယ်တိုင်လည်းအတူတူပဲအဖေရဲ့ချွေးမလေးကရိုးသားဖြောင်းမတ်တဲ့တော်သူမလေးပဲဖြစ်စေခြင်းခဲ့တာသားရဲ့နေ့မှာခင့်မိတဲ့တငယ်ချင်းမိတ်ဆွေတွေအများကြီးရှိရတဲ့တဲ့ဘာဖြစ်လို့တော်သူမနဲ့လက်ထပ်ချင်ရတာလဲအမေသူကအရန်တော်တယ်လိန်မာတယ်ယဉ်ကျေးတယ်ပြီးတော့တော်သူမလေးအမေကိုပြူးစုဆောက်ရှောက်ပေးလိုက်မယ်မျိုးကားခစ်ဆန်တဲ့မိန်းကလေးကတော့တရက်လုံးအလှပြန်ဆိုင်မှာပဲအချိန်ကုန်နေမှာအကိုကလည်း ကျောင်းသူမဆိုမှာတော့သူ့နာကနေနွားချီအနဲ့အမြဲတမ်းရှာနေတော့မှာပဲဒါဆိုရင်တော့ကျွန်တော်လက်မထပ်တော့ဘူးတသက်အလုံးဒီပုံစံအတိုင်းတယောက်တည်းပဲနေသွားတော့မယ်မိုဟန်ဆိုင်ဆိုသွားခဲ့တဲ့အခါမှာမိဘတွေကလည်းသဘောကျပေးခဲ့ကြပါတယ်မိုဟန်ကမိကနာရဲ့အဖေကိုလည်းလက်ထပ်ဖို့အတွက်ဖြောင်းဖြားလိုက်ပါတယ်ဒီနောက်မှာတော့မိုဟန်နဲ့သူ့ရဲ့သဘောဆန္ဒအတိုင်းပဲကျောင်းသူလေးနဲ့လက်ထပ်ခွင့်ရရှိသွားခဲ့ပါပြီဖခင်ဖြစ်သူကတော့တမီးလေးလက်ထပ်တဲ့အချိန်မှာလက်ဆောင်အနေနဲ့နွားတကောင်အကြိုကျထည့်ပေးလိုက်ပါတယ်ချွေးမလေးရဲ့နင်းဖေကဘာဖြစ်လို့နွားတကောင်လက်ဆောင်ပေးလိုက်ရတာလဲ သူရဲ့နာမည်ကရှာမားတဲ့အမေရဲ့ကျမကသူမရှိဘဲနဲ့မနေတက်လို့ပါဒီနေ့ကစပြီးတော့အမေတို့အပြင်ကနွားနိုဝယ်တောက်စီအောင်လို့တော့ဘူးတိလားကျမရဲ့နွားကြီးရှိနေတဲ့အတွက်အမေတို့ဒီနွားနိုကရရတဲ့တန့်ရှင်လက်ဆက်နေတဲ့နွားနိုကိုပဲတောက်ရမှာကောင်းတယ်ကောင်းတယ်ချွေးမလေးရေကောင်းတယ်ဒီအချိန်မှာနွားကတော့ချီပါချလိုက်ပါလေကောင်းတယ်အခုဒီနွားချီနဲ့အဖေအတွက်ဟင်းချက်ပေးလိုက်တော့ချွေးမလေးရေဒါရီအားလုံးထားလိုက်တော့ညကလည်းမိုးချုံနေပြီဆိုတော့နေထမင်းလေးပါလေသွားချက်အောင် မိုဟန်လေးအပြင်ကနေပြန်လာနေတော့ပြီဒီနေ့နေပထမဦးဆုံးမိဖို့ခံနေဝင်ရမယ်နေဆိုတော့ရှေမိုးချိုးပြီးတော့မှလုံတော့နောက်နေထမင်းဟင်းချက်ပြုတ်တာနွားချီအနတ်နေနာနေလိုက်မယ်ဟုတ်ကဲ့ကောင်းပါပြီအမေမေကနာထမင်းဟင်းချက်ပြုတ်နေခဲ့တဲ့အချိန်အားလုံးကလည်းစောင့်ဆိုင်နေခဲ့ကြပါသည်ဒီနေ့အားလုံးစားတော့ဖို့အတွက် အာလူးပလာကြာနဲ့ကော်ဖီပလာကြာလောက်ထားတယ်မေကနာရဲ့ရောင်းမနဲ့ရခမကတော့မေကနာကိုကြည့်မရခဲ့ကြပါဘူးကောင်းတယ်ချွေးမလေးရဲ့ပလာကြာစားလို့အရန်ကောင်းတယ် ီအနည်းရောအချိန်ကတော့အကောင်းဆုံးပဲတွဲဖက်ပြီးစားလိုက်ရတာတရသာရှိနေရောအဖေကလည်းလိန်ပြောမနေပါနဲ့ရောင်းမခေါင်းပေါ်တထိုင်နေအောင်မင်းဒီပလာတာတွေကနေပြီးတော့နွားချီအနှံ့တွေထွက်နေရဲ့သူကတရက်လုံးနွားနဲ့ပဲတူတူနေနေပြီးတော့ပလာတာကိုလည်းနွားချီအနှံ့ထွက်အောင်လို့လှုပ်ထားတယ်လေဘာရီပြောနေရလဲညီမလေးရဲ့သူလှုပ်ထားတဲ့ပလာတာကအရန်ကောင်းပါလေဘာမှရှောက်ပြောမနေနဲ့မိုဟန်ကြီးရဲ့နေမိမဘက်ကနေနေလိုက်ပြောပေးနေရငါတို့သိတယ်ငါ့သမီးလေးပြောတဲ့စကားအမှန်နဲ့ဒီထဲမှာအာလူတွေထည့်ထားတာမဟုတ်ဘဲနဲ့နွားချီတွေထည့်ထားတဲ့အတိုင်းနဲ့စောနေရပဲ မေကနာကလည်းအခုလိုစော်ကားခံရတာကိုလုံးဝမကြေနပ်ခဲ့ပါဘူး။ဒါကြောင့်သူကလည်းအစီအစဉ်တစ်ခုရေးဆွဲဖို့စောင့်ဖြားလိုက်ပါရီ။ငါကြားတာကတော့မြို့သူမြို့သားတွေကတော်တော်လေးနားလည်မှုရှိကြတယ်ဆို။ငါတေချာသမင်းဟင်းချက်ပြုတ်ထားတာကိုတော့မှသမင်းတက်တက်အဖြစ်ရှာနေရဲ့။ဒီအတွက်ငါကျင်းသေးပါဦးလက်စားချေးမှဖြစ်မယ်။ဒီအချိန်မှာရောင်မနဲ့အခမနှစ်ယောက်ဆောင်ရောက်ရှိလာခဲ့ကြပါရီ။ကဲချွေးမလေးရဲ့ဒီနွားကိုနင်းရဲ့မိဘအင်ကိုနင်းပြန်ပို့လိုက်တော့ဒါကမြို့နော်ရွာမဟုတ်ဘူး။ဒီနွားအိမ်မှာရှိနေတဲ့အတွက်တအိမ်လုံးနဲ့စောင်းနေရပါပဲ။ ။ထမင်းစားတော့တဲ့အချိန်မှာလည်းနွားချီနှံတွေနဲ့လည်းရောစုပ်ပြီးနှစ်ယောက်သောအင်ဂျင်ပြောင်းဝင်သွားကြပါရဲ့။မေကနာကအရန်ကိုကြော်တဲ့အတွက်တခုစဉ်းစားမိသွားပါရဲ့။ငါရဲ့ရောင်မနဲ့ရခမကအမြဲတမ်းကအပြည့်ရှာနေကြတယ်။ငါဘာပဲလို့လို့သူတို့ကနွားချီနှံနဲ့နဲ့ဆိုပြီးတော့ပဲပြောနေကြတာ။ဒီတစ်ခါငါတကယ်ပဲနွားချီပလာတာလှုပ်ကျွေးလိုက်ရောက်အဲ့ဒီခါကျရင်တော့နားလေသွားကြလိမ့်မယ်။မေကနာကလည်းနွားချီတွေယူပြီးနောက်မှာတော့မိဖို့ကန်နဲ့ဝင်သွားခဲ့ပါရဲ့။ဒီနေ့ငါတကယ်ပဲနွားချီပလာတာလှုပ်ကျွေးလိုက်မယ်။ အဲ့ဒီခါကြလို့ရှင်တော့ငါ့ကိုစိန်ခေါ်တာဘလောက်ကြောင့်မမှားရွှင်သွားလဲဆိုတော့ကိုတို့သိသွားကြလိမ့်မယ်။ငါတို့ရွာကဖုံးတော်ကြီးကပြောတယ်။နွားကြီးကကျမ်းမာကြီးကောင်းတယ်တဲ့။ဒီလိုနဲ့မေကနာကတော့သူ့ရောင်မနဲ့ရခမစားမဲ့စားတော့တဲ့။အာလူတွေဟင်းသီးဟင်းရွက်တွေထည့်ရမဲ့စားနွားကြီးတွေထည့်ပြီးပလာကြလုပ်လိုက်ပါရီ။ဒီနောက်ပလာတာရီရဲ့အပေါ်ကနေပြီးထော်ဘတ်ကိုလည်းမှုေးသွားအောင်ထည့်လိုက်ပါရီ။ညပိုင်းထမင်းစားတော့ဖို့အချိန်ရောက်ရှိလာခဲ့တဲ့အခါမှာရောင်မနဲ့ရခမကိုတော့နွားကြီးပလာတာရီကျွေးလိုက်ကြပါဘော။မိုဟန်အဖေ အဖေနဲ့ယောက်ျားစားဖို့အတွက်ကျမတိတဟင်းချက်ထားတယ်။ကျမရောင်မနဲ့ရခမအကြွားကတော့အရသာရှိတဲ့ပလာကြပေါ့စားကြနော်။ဒီနေ့နွားချီအနံထပ်ပြီးတော့ရစီအောင်မရှိတော့ဘူး။အမေကကျမကိုခဏခဏပြောနေရဆိုတော့ကျမနွားကိုမိဘအိမ်ပြန်ပို့လိုက်ပြီးရောင်မနဲ့ရခမကဒီစကားကိုကြားတာနဲ့ဝမ်းသာပျော်ရွှင်သွားကြပါလေ။ကောင်းတယ်ကောင်းတယ်နွားကိုပြန်ပို့လိုက်ကြအရန်ကောင်းတယ်။ဒီနေ့ကစပြီးတော့နွားချီပလာကြကိုငါတို့စားစရာမလိုတော့ဘူး။နှစ်ယောက်သားကလည်းပလာကြတွေကိုအားပါတရားစားတောက်ခဲ့ကြပါလေ။မိကနာကလည်းအားအသင့်နေရပါဘော။ ဒါဘလို့ဖြစ်တာလဲအမြဲတမ်းငါတန့်ရှင်နေတဲ့မုတ်တွေကိုလှုပ်ပေးခဲ့ပြီမင်းနွားချီနန်နန်နဲ့ဆိုပြီးတော့ပြောခဲ့ကြတယ်တကယ်နွားချီပလာတာလှုပ်ပေးလိုက်တော့သူတို့စားနေကြတယ်နှစ်ယောက်တော့အာပါတရာစားတောင်းနေကြတာကိုတွေ့ခဲ့ရတဲ့အခါမှာမေကနာပလာတာတွေကိုယူလှုပ်ပြလိုက်ပါတယ်ဒါဆိုရင်တော့ကျမရဲ့အစားအသောက်တွေကိုတမင်တသက်နွားချီနန်နန်နဲ့ဆိုပြီးလှုပ်နေခဲ့ကြတာပေါ့လေကျမရဲ့နွားကိုစစ်လာတမင်တသက်ရှာနေခဲ့ကြတာပဲကျမတမင်ကောင်းကောင်းချက်တိုင်းလည်းအမြဲတမ်းပေါက်ကြရော်တွေရှောက်ပြီးတော့ပြောနေကြတယ်ကျမတကယ်မကောင်းတဲ့ဥစ္စာတွေကိုလှုပ်ခဲ့တော့စားကောင်းတယ်ဆိုပြီးတော့စားနေကြတာလား အခုကျမလှုပ်ထားတဲ့ပလာတာတွေကနွားချီတကယ်ထည့်ပြီးလှုပ်ထားတဲ့နွားချီပလာတာတွေပဲကျမရဲ့နွားကိုမိဘအိမ်ကိုပြန်ပို့လိုက်ပြီလို့ပြောတဲ့အတွက်အခုလိုမျိုးစားနေကြတာမလားကျမရဲ့နွားကိုလည်းကျမဘယ်ကောင်မှပို့ထားတာမဟုတ်ဘူးသူဒီမှာပဲရှိတယ်အခုဒီလိုလှုပ်ခဲ့တယ်ဆိုတော့ကအားလုံးကိုလက်စားချေခြင်းလို့ပဲဒီစကားကြားတာနဲ့နှစ်ယောက်သားဖန်ထွက်ကုန်ကြပါတော့တယ်နောက်နေမှာတော့ရှောင်းမနဲ့ရခမနှစ်ယောက်လုံးရောက်လာပြီးပြောခဲ့ပါတယ်ချွေးမလေးရေနေ့ရက်အစားအသောက်တွေကိုတော့ငါတို့ပြဿနာမရှာတော့ပါဘူးငါတို့ကတောသူချွေးမလေးရသွားတယ်ဆိုတော့အရန်ကိုစိတ်ပြတ်သွားခဲ့တာ ဒါကြောင့်လည်းနင်ချမင်းချတဲ့ခါတိုင်းငါတို့ကနွားချီရတာရတယ်လို့ပြောခဲ့ရပါနွားချီကပါတယ်ဆိုတာကိုတော့မနေ့ကစားပြီးသွားတော့မှပဲတည်တော်တယ်ငါတို့အခွင့်လောက်ပါနော်ဒီနောက်အားလုံးကပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပြီးချွေးမလေးရဲ့နွားချီကအိမ်မှာပဲနေပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်